တစ်ချိန်တုန်းကတပိတော်တကိုးရှင်ယသိတအူဖြစ်ခဲ့ဘူးလေပေါ့သူကသူ့ဆာကြောင့်ပြန်လျှောက်တာတကိုးရှင်ယသိကြီးတူတပိတော်ဖြစ်ခဲ့တယ်ကောင်းကင်ခရီးကနေပြီးတပိတော်သွားနိုင်တယ်တပိတော်ရဲ့လှင်မြန်တဲ့နှုံးကခုခေတ်စကားနဲ့ပြောမယ်ဆိုရင်အလင်းတန်းရဲ့လှင်မြန်တဲ့နှုံးနဲ့သွားမှာပေါ့ အလင်းဆိုတာအလွန်မြန်နဲ့မော်လာသွားတာအလင်းရောင်သွားတဲ့နှုံနဲ့သူပြောတဲ့ဥပမာကတော့ဗာနဲ့ပြောတော့ဆိုရင်အင်မတန်ပေါ့တဲ့မြားကလေးလေးနဲ့တက်ပြီးတော့အဲ့ဒီမြားကို ပြစ်လိုက်တဲ့အခါမှာထပင်တပင်ဆိုတာဘလောက်ပဲရှိမလို့ထပင်ရဲ့အတုတ်ဟာရှိလာလို့ရှိရင် ရှစ်လက်မှတပေ၁၂လက်မှဒီလောက်ပဲရှိမှာပေါ့နော်အဲ့ဒီညားနဲ့ပြစ်လိုက်လို့ညားကထပင်လုံးနာကနေကပ်ပြီးတော့ဖြတ်သွားတဲ့အချိန်လေးဟာတစ်စက္ကန့်ပဲဘိုင်းလောက်ပဲရှိမှာပဲပေါ့ဟုတ်ကဲ့လားဆိုလိုတာကသူဥပမာပေးထားတာတော့သူ့ရဲ့လျှင်မြန်တဲ့နှုံသားဟာအမတန်ပေါ့တဲ့ညားလေးကို အရှိန်အဟုန်နဲ့ပြစ်လိုက်တဲ့အခါမှာအဲ့ဒီညာလေးဟာရှစ်လက်မအတိုင်းတာလေးတစ်ခုဖြတ်ကျော်တဲ့အချိန်ပိုင်းလေးလို့ဆိုအလွန်တူတဲ့အချိန်ပိုင်းလေးကိုပြောတာပဲအလွန်တူတဲ့အချိန်ပိုင်းလေးထပင်ကိုဖြတ်တဲ့အချိန်လေးဟာအမှန်တူတူလေးပဲဖြစ်မှာပေါ့အဲ့ဒါနောက်ထီအောင်သူကလင်းမြန်တယ်တဲ့စัจ java လာတစ်ခုကိုအဲ့ဒီလိုနှုံးနဲ့သူကစัจ java လာတွေဆုံးအောင်သွားကြည့်တယ်ပေါ့ ပြီးတော့သူကခန္ဓာကိုယ်နဲ့ရှောက်လန်းပြီးတော့သွားတာဖြစ်တော့သူ့ရဲ့ခြေလန်းကြီးကလည်းဘလောက်ကျဲသလဲလို့ဆိုလို့ရှိရင်အရှိသမုဒ္ဒရာကအနောက်သမုဒ္ဒရာလောက်မှသူကခြေလန်းတလှမ်းပဲညာနဲ့နှုတ်ကလည်းအလွန်ညာနေခြေလန်းကလည်းအမတန်ကျဲတယ်အဲ့ဒီနှုတ်နဲ့သူစัจ java လာရဲ့အဆုံးလောကကြီးရဲ့အဆုံးကိုသိကျင်တာနဲ့သူတတန်းတရာရှိတဲ့အချိန်ပိုင်းမှာ စားအာဟာရစားတဲ့အချိန်လေးခိတ္တနာတယ်။နောက်ဖေးနောက်ဖေးသွားတဲ့အချိန်လေးခိတ္တနာတယ်။မောပန်းလို့ခိတ္တခဏအိပ်ဆက်တဲ့အချိန်ပိုင်းလေးမေးတဲ့အချိန်ပိုင်းလေးခတ္တနာပြီ။တစ်ချိန်လုံးသူခยีသွားနေခဲ့တယ်ဗော။အဲ့ဒီနှုံနဲ့သွားတာသူသွားတာ။လောကကြီးရဲ့အဆုံးကိုရောက်ချင်လို့သူအဲ့ဒီနှုံနဲ့သွားခဲ့တာတဲ့။ အနှစ်တရာကြာလို့သေသာသေသွားရောသူလောကကြီးဆုံးမတွေ့ခဲ့ရဘူးသူပြောတာဩဃတာလောကကြီးကိုသူဖြတ်သွားနေတာဟုတ်ကဲ့လားမြတ်စွာဘုရားကအနန္တစကြဝဠာလောကကြီးကအဆုံးစမရှိဘူးလို့ဟောထားတဲ့အတိုင်းပဲလောကကြီးအဆုံးကိုသူမတွေ့ပဲနဲ့သူဘဝတစ်ခုနေကုန်ချုပ်သွားရတယ်ဆံရယတိဖြစ်သည့်အတွက်ကြောင့်သူပြမပြမရောက်သွားမှာပေါ့ သို့သောစာထဲမှာဗြဟ္မာလို့မသုံးဘဲနဲ့ဒေဝပုဒ္ဒလို့ပဲသုံးထားလို့နတ်သားလို့ပဲပြောရတယ်ပေါ့အဲ့ဒီရောဟိတတဆိုတဲ့နတ်သားသူအဲ့ဒီလိုဘဝတစ်ခုမှာလောကရဲ့အဆုံးကိုတွေးဖို့ဆိုပြီးတော့ကြိုးစားပြီးရှာဖွေခဲ့တာမတွေ့ဘဲနဲ့သူဘဝတစ်ခုဆုံးသက်သွားပါတယ်တဲ့ဒါကြောင့်မို့အရှင်ဖျားပြောတဲ့စကားမှန်လိုက်တာ လောကကြီးအဆုံးကိုဖြင့်တွားရောက်ခြင်းဖြင့်တော့ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူးလောကကြီးအဆုံးကိုရှောက်လန်းရှာပွေခြင်းဖြင့်တော့တွေ့မှာမဟုတ်ပါဘူးဆိုတာအမတန်မှမှန်ပါတယ်တဲ့မတွေ့ခဲ့ပါဘူးတဲ့လို့ပြောအဲ့ဒီမှာမြတ်စွာဘုရားကဘာဟောတော်ဆိုမှန်တယ်တဲ့တွားခြင်းဖြင့်မအုံမနာမသေး ။တဘွားကနေတဘွားကူးပြောင်းရခြင်းမရှိတဲ့လောကကိုဘယ်လိုနည်းနဲ့မှမရောက်နိုင်ဘူး၊မသိနိုင်ဘူး။ဆိုပြီးမြတ်စွာဘုရားကဘာထပ်ပြောလိုက်တုံးဆိုတာဒါလေးကအဲ့ဒီလောကကြီးရဲ့အဆုံးကိုမရောက်လို့ရှိရင်လည်းမင်းတို့ဒုက္ခဘရောမှအဆုံးမတတ်ဘူးတဲ့။အဲ့ဒီစကားထူးခြားတဲ့စကားတစ်ခုလောကကြီးရဲ့အဆုံးကိုမရောက်ဘူးဆိုရင်လည်းမင်းတို့လောဒုက္ခဘယ်တော့မှမငြိမ်းဘူးတဲ့ ဒုက္ခရဲ့အဆုံးကိုဘယ်တော့မှတွေ့မှာမဟုတ်ဘူးလောကကြီးအဆုံးကိုရောက်မှသာလင်ဒုက္ခအလုံးကလွတ်မြောက်မှာဖြစ်တယ်